မင်္ဂလာပါရှင် The Hell Channel ကနေကြိုဆိုလိုက်ပါတယ်။သဘင်ဆိုတာအမျိုးသားအမျိုးသမီးတိုင်းရဲ့အလှအပကိုဖော်ပြတဲ့အဓိကအစိတ်အပိုင်းတစ်ခုပါ။ဒီနေ့မှာတော့သဘင်တန်ဆွမ်းစေဖို့နဲ့သဘင်ကြွချင်းကိုကာဝယ်ဖို့ဘလို့အာဟာရနဲ့ဂရုစိုက်မှုတွေလိုအပ်မလဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ စပင်ကျမ်းမာဖို့ဆိုရင်ပြင်ပလိမ့်ချတာထက်အတွင်းကနေဖြစ်တင်းမိဖို့ကအရေးကြီးပါတယ်။ဆန်သားကိုဖွဲ့စည်းထားတဲ့အဓိကအရာကပရိုတင်းပဲဖြစ်ပါတယ်။ပရိုတင်းကိုလုံလောက်စွာစားသုံးမှဥအမျိုးမျိုး၊ပဲအမျိုးမျိုး အသားဓာတ်နဲ့ငါးကိုနေ့စဉ်စားသုံးမိပါ။တန်ဓာတ်နဲ့ဗီတာမင်များဖြစ်တင်းမှတန်ဓာတ်၊ဇင်းနဲ့ဗီတာမင် D ချို့တက်ရင်စပင်ကျွတ်တတ်ပါတယ်။ ဗီတာမင်နဲ့သတ္ထုဓာတ်ကျယ်ဝတဲ့ဟင်းသီးဟိရအစိမ့်တွေကိုများများစားသုံးမိပါ stress တွေကို short ချပါစိတ်ပီစီမှုများခြင်းကြောင့်ဟော်မုန်းမညီမျှမှုဖြစ်ပြီးသပင်ကျွတ်တာဟာအဖြစ်များပါတယ်တရားထိုင်တာလေ့ကျင့်ခန်းလုပ်တာမျိုးနဲ့စိတ်ကိုဖြေလျှော့ပါရေဓာတ်ပြည့်ဝနေပါစေစံသားကိုထိမ့်သိမ်းရမှာပြင်ပကနေဂယူးစားရမယ့်အပိုင်းတွေလည်းရှိပါတယ်အပူဒဏ်ကိုရှောင်ပါ ။သပင်အချောက်ခံစက်၊သပင်ဖြောင်းစက်တွေကထွက်တဲ့အပူဒဏ်ကိုတတ်နိုင်သမျှလျှော့ချပါ။အပူကြောင့်ဆန်သောအမြစ်တွေပျက်စီးပြီးကျွတ်လွယ်စေပါတယ်။ဓာတ်ရုပ်ပစ္စည်းပြင်းထန်တဲ့ဆေးတွေကိုလျှော့သုံးပါ။သပင်အယောင်ဆိုးခြင်း၊ကောက်ခြင်းစတဲ့ဓာတ်ရုပ်ပစ္စည်းများတဲ့အရာတွေကိုမကြာခဏလှုပ်ဆောင်ခြင်းကဆန်သောကိုအားနည်းစေပါတယ်။ဆိုနေတဲ့သပင်ကိုမဖီးပါနဲ့။သပင်ဆိုနေတဲ့အချိန်မှာအားအနည်းဆုံးအချိန်တွေဖြစ်တာကြောင့်ဆန်သားတွေပျက်စီးပြီးကျွတ်ထွက်လွယ်ပါတယ်။ 6တွဲမှသာဖြစ်တင်ပါတယ်။ကဲသဖြင့်ကျမ်းမာဖို့ဆိုရင်အပြင်ကလင်ဂီယိုဆိုင်တာထက်အသွေးမိုင်းအာဟာရဖြစ်တင်ခြင်းနဲ့စိတ်ပိစည်းမှုထိန်းချုပ်ခြင်းကအဓိကတော့ချက်ပါ။ဒီနေ့ပြောပြခဲ့တဲ့လမ်းညွန်ချက်လေးတွေကိုလိုက်နာရင်းနဲ့တန်ဆွမ်းတောက်ပြောင်တဲ့စံကေတာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။